ကိုယ့်ရဲ့နေစဉ်ရှင်သန်မှုတွေမှာဘလို့ပေါင်းစပ်မှုတွေနဲ့အလုပ်လုပ်နေတယ်ဆိုတာကိုလည်းပြန်စဉ်းစားဖို့လိုပါတယ်။စာရေးသူ James Clear ကပန်းတိုင်ဖြစ်တဲ့ Ghost တတ်မှတ်တဲ့အချက်နဲ့ပတ်သက်ပြီးတော့လည်းအခုလိုရှင်းရှင်းလင်းလင်းပြောထားပါသေးတယ်။သူပြောပြထားတာကအောင်မြင်သူနဲ့ရှုံးနိမ့်သူတွေမှာထားရှိတဲ့ပန်းတိုင်ကအတူတူပဲဖြစ်တယ်လို့ဆိုပါတယ်။ပန်းတိုင်တတ်မှတ်တဲ့နေရာကကိုကအားကစားနည်းပြတူဆိုရင်ချန်ပီယံစုရဖို့ကပန်းတိုင်ပဲဖြစ်ပါတယ်။စီးပွားရေးသမားတယောက်ဖြစ်တယ်ဆိုရင်တော့တန်းချီတန်တဲ့လုပ်ငန်းတွေတည်ဆောက်နိုင်ဖို့ကပန်းတိုင်ဖြစ်ပါတယ်။ ဂီတပညာရှင်တယောက်ဆိုရင်တော့တချင်းတက်နဲ့တေးသွားတက်တွေဖန်တီးနိုင်ဖို့ကပန်းနိုင်ဖြစ်ပါတယ်။ပန်းနိုင်နေရောက်ဖို့အာယုံဆိုင်ရမှာဖြစ်တယ်လို့ထက်နေ့စဉ်လှုပ်ရမဲ့နီးစနစ်တွေကိုကြကြနာနာပိုဂယူးဆိုင်ပြီးတေချာလှုပ်ဆောင်သွားမယ်ဆိုရင်တနေ့မှာကိုလိုဂျင်နဲ့ပန်းနိုင်တစ်ခုကိုရောက်ရှိသွားမယ်လို့ယုံကြည်ထားကြောင်းကိုလည်းစာရေးသူ James Clear ကပြောထားပါတယ်။ဆိုတော့ကျွန်တော်တို့ဒီနေရာမှာပဲအခန်းတက်ကိုညီကုန်းချုပ်လို့ပါတယ်။ကိုကိုကိုတိုးတက်ဖို့အတွက်နေတိုင်းမှာတေရခိုင်နှုံးကိုကောင်းအောင်လှုပ်ဆောင်သွားဖို့လိုပါတယ်။ ရေရှိမှာအများကြီးဒီချက်ကပဲတိုးတက်ဖို့နှစ်ထပ်တိုးဂုံတက်တွေဖြစ်ပေါ်လာပါလိမ့်မယ်အလေးချင်းတွေကပဲကိုဘဝရဲ့တိုးတက်မှုကိုတွန်းတင်ပေးနိုင်တယ်လို့အောက်ကိုလည်းဆွဲချသွားနိုင်ပါတယ်အလေးချင်းတွေဆက်ဆက်လုပ်ချင်းမှာဘာမှမထူကြဘူးလို့ထင်ရနိုင်ပါတယ်အဲ့ဒီအချိန်မှာစိတ်ရှည်ဖို့တော့မိတ်ဆွေလိုအပ်ပါတယ် လေးချင်းတွေအတွက်လိုင်းနိုင်ရမယ့်နေဥပဒေသား၄ရက်ကျွန်တော်တို့လေးချင်းတွေပြုစုပြောင်းထောင်တဲ့အခါမှာ loss ၄ခုရှိပါတယ်ပထမနေဥပဒေကတော့ make it obvious ထင်သာမြင်သာအောင်လှုပ်ဆောင်တာဒုတိယနေဥပဒေ make it attractive ဆွဲဆောင်မှုရှိအောင်လှုပ်ဆောင်တာတတိယနေဥပဒေကတော့ make it easy လွယ်ကူအောင်လှုပ်ဆောင်တာစတုတ္တနေဥပဒေကတော့ make it satisfying ကျေနပ်မှုရှိအောင်လှုပ်ဆောင်တာစတာတွေဖြစ်ပါတယ်ပထမနေဥပဒေဖြစ်တဲ့ make it obvious ထင်သာမြင်သာအောင်လှုပ်ဆောင်တာကျွန်တော်ဒီအချက်မှာတော့အပြုတ်မှုတစ်ခုအလိုအလျောက်ဖြစ်လာလေလေကိုလှုပ်ဆောင်ခဲ့တဲ့အရာကိုတတိနဲ့စဉ်းစားမိတာနည်းလေလေဖြစ်လာပါတယ်အချိန်ပေါင်းထောင်ကနန်းလှုပ်ဆောင်မိတဲ့အရာတွေကိုစပြီးလစ်လျူရှုမိလာပါတယ်ဆက်ဖြစ်လာမယ့်အချိန်ကလည်းနောက်ဆုံးလှုပ်ခဲ့တဲ့အချိန်တုန်းကလိုပဲလို့ထင်မြင်မိလာတတ်ပါတယ်တခါတလေကိုလှုပ်နေတဲ့အရာမှန်လားမှားလားဆိုတာတော့ပြန်မမေးမိတော့တဲ့အထိပါပဲကိုယ့်ရဲ့မအောင်မြင်တဲ့အချက်အများစုက ကိုယ်တိုင်သတိနဲ့မမြင်တော့တဲ့အချက်တွေနဲ့ဓာတ်ရိုက်တက်ဆိုင်နေပါတယ်။စာရေးသူကဒီနေရာမှာအကြံပေးထားတာကကိုယ်ပိုင်ဘဝတွေအတွက် finding cause စနစ်ကိုသုံးဖို့လိုတယ်လို့ပြောထားပါတယ်။ကိုယ်ပိုင်အလေးချင်းအမှတ်ပေးကပ်ပြားနဲ့အမှတ်ပေးရမှာပါ။ကိုယ်နင်းစဉ်လှုပ်ဆောင်တဲ့အရာတွေအားလုံးကိုမှတ်တမ်းတင်ထားပြီးတော့ကိုယ့်အတွက်ဆူဆူရွာရွာထိခိုက်စေတဲ့အရာတွေကိုဘဝတွေကဖယ်ထုတ်နိုင်အောင်လှုပ်ဆောင်ဖို့ပဲဖြစ်ပါတယ်။အပြုအမူတွေပြောင်းလဲဖို့ပထမနည်းဥပဒေသားကတိတာထင်ရှားအောင်လုပ်တာဖြစ်ပါတယ်။ ဒီຢာတွေလှုပ်ဆောင်ဖို့အချိန်နဲ့နေရာလိုအပ်ပါတယ်။အလေးကျင့်သက်ဖြစ်လာဖို့အတွက်ကအချိန်နဲ့နေရာကိုတွဲဖက်အသုံးပြုနိုင်ဖို့လည်းလိုပါတယ်။ဒါကို implementation intention လို့ခေါ်ပါတယ်။အလေးကျင့်တွေကတစ်ခုပေါ်တစ်ခုထပ်ဆက်ဆက်ဆက်တဲ့အရာတစ်ခုကိုလည်းစာရေးသူကမိတ်ဆက်ပေးထားပါတယ်။ဒါကိုတော့ habit stacking လို့ခေါ်ပါတယ်။သူ့မှာအကြောင်းအရာ၄ခုပါပါတယ်။နံပါတ်1 CUE အလေးကျင့်တစ်ခုစတင်တာ။နံပါတ်2 craving စံတာပြင်းပြင်းနဲ့ဆက်လက်လှုပ်ဆောင်တာနံပါတ်3 response လုံနေတဲ့အရာကိုတုံ့ပြန်တာနံပါတ်4 reward ကိုလုံးခဲ့တဲ့အောင်မြင်မှုအပေါ်စုပြန်ချတာဒီပုံစံကိုအခြေခံပြီးတော့ကိုလုံးမဲ့အလေးချင်တွေအပေါ်မှာတစ်ခုပြီးတစ်ခု တိုးတိုးပြီးလှုပ်ဆောင်သွားတာပါများလုံးနဲ့အလေးချင်တွေကိုဂွင်းဆက်လေးတွေဖြစ်အောင်ဖန်တီးထားပြီးတော့နောက်ထပ်အလေးချင်တစ်တခုဖြစ်လာအောင်လှုံ့ဆော်တဲ့ပုံနဲ့လှုပ်ဆောင်သွားတာလည်းဖြစ်ပါတယ်အလေးချင်အသက်တွေကိုလက်ရှိလုပ်နေတဲ့လုံယုံလုံစင်တွေရဲ့အလဲမှာထဲ့တာမျိုးတွေလည်း လှုပ်ဆောင်လို့ရပါတယ်။ဆိုတော့ဥပမာပြောရရင်ညဘက်မှာစာအုပ်တအုပ်ဖတ်ဖို့အလေးအကျင့်လုပ်ချင်တယ်ဆိုရင်မနက်အိပ်ရာထားချိန်အိပ်ရာသိန်းတွေကခေါင်းပေါ်မှာစာအုပ်တအုပ်တင်ခဲ့တာမျိုးဒီလိုလှုပ်ထားတဲ့အတွက်ကိုအိပ်ရာဝင်မဲ့အချိန်မှာစာဖတ်ဖို့အချိန်နေပုံများသွားပါပြီ။ရေပိုတောက်ချင်တဲ့အလေးအကျင့်တွေဖြစ်လာဖို့ရေဘူးတွေကိုရေချိုဖြည့်ထားဖို့လိုပါတယ်။ဂီတာပိုလေးကျင့်ဖြစ်ချင်တယ်ဆိုရင်တော့ဂီတာကိုမြင်သာတဲ့နေရာမှာထားတာညတိုင်းစေးတောက်ဖို့လိုရင် ရေချိုးကန်းဘေးစင်မှာဆေးပလင်းကိုမြင်သာအောင်ထားတာဒါမျိုးတွေကိုလုဆောင်သွားလို့ရပါတယ်ကို့မှာဖြစ်တည်နေတဲ့အကျဉ်းစိုးတစ်ခုကိုဖျောက်ဖျက်ဖို့လုဆောင်ရမယ်ဆိုရင်တော့ပထမနီးဥပဒေထင်တာမြင်တာဖြစ်အောင်လုဆောင်တဲ့ make it obvious ရဲ့စတင်ဘက်ကိုလုဆောင်ရပါမယ်ဒါကတော့ make it invisible ထင်တာမြင်တာမရှိအောင်လုဆောင်တာမျိုးပါကို့ကိုအကျဉ်းပြက်အောင်လုပ်ထားတဲ့အရာတွေကိုကို့ပအောင်ခြင်းမှာမမြင်ရအောင်နဲ့တဖြည်းဖြည်းပျောက်ကွယ်သွားအောင်လုဆောင်တာကိုပါတပါးရဲလုဆောင်သွားလို့ရပါတယ် ဒုတိယနေဥပဒေ Make it attractive စွဲဆောင်မှုရှိအောင်လှုပ်ဆောင်တာအပြုအမူပြောင်းလဲခြင်းအတွက်ဒုတိယနေဥပဒေကစွဲဆောင်မှုရှိအောင်လုပ်တာဖြစ်ပါတယ်လူသားတွေကပုံမှန်အဖြစ်အပျက်ထက်ခြေကားထားတဲ့အရာတွေရဲ့ထောင်ချောက်ထဲကိုအမြဲလိုလိုကြာရောက်တတ်ပါတယ်စားကောင်းတဲ့ဟမ်ဘာဂါပုံတွေကလူတော်တော်များများကိုဖန်ဆားနိုင်ဖို့လှုပ်ဆောင်ထားကြတာပဲဖြစ်ပါတယ်လူသားတွေကအစားအစာအတွက်အသေးအတန်လှုပ်လှုပ်ကြတာကြောက်ခက်ကစပြီးအခုလက်ရှိအချိန်ထိပါပဲအဲကွာခြားသွားတာကတော့ အဲ့ဒီချိန်တုန်းကအစာအတွက်အမဲလိုက်ကြတာအခုခေတ်ကတော့အစာအစာအတွက်ပတ်စံရှာပြီးတော့ကိုစားကျင်တာတွေအတွက်အလုပ်လုပ်ကြတာအခွင့်အလမ်းတစ်ခုကပို့ပြီးတော့ဆွဲဆောင်မှုရှိလေလေအလေးကျင့်ဖြစ်ပေါ်လာနိုင်ဖို့အခွင့်အရေးပိုများပါတယ်အလေးကျင့်တွေကဒိုပါမင်နဲ့ဆက်ဆက်မှုတွေရှိနေပြန်ပါတယ်ဒိုပါမင်ပမာဏမြင့်လာလေလေလှုပ်ဆောင်မဲဆိုတဲ့စိတ်ဓာတ်ခွန်အားတွေလည်းတက်လာတတ်ပါတယ်ဖြစ်ပေါ်လာမဲ့ရလဒ်ကိုကြိုတင်မျှော်လင့်မိတာက လက်တွေ့လှုပ်ဆောင်တာထက်တောင်ပိုပြီးတော့ခံစားလို့ကောင်းနေတာကိုတွေ့ရပါတယ်။ရှားလက်အတွေးကိုပိုပြီးပြ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 တွေးလေလေဒိုပါမင်းမြင့်တက်မှုပိုလေလေပဲဖြစ်ပါတယ်။စာရေးသူ James Clear ကဆွဲဆောင်မှုတွေရှိအောင်လုပ်တဲ့ဖြစ်စဉ်တစ်ခု ਨੇ ဒီစာအုပ်ထဲမှာမိတ်ဆက်ပေးထားပါသေးတယ်။ဒါကတော့ကိုယ့်ရဲ့အလေးချင်းတွေကိုဆွဲဆောင်မှုပိုရှိအောင်လှုပ်ဆောင်တဲ့နည်းလမ်းပါပဲ။လှုပ်ဆောင်မှုလိုတဲ့အလေးချင်းကို need လို့သတ်မှတ်ပြီးတော့လှုပ်ချင်တဲ့အလေးချင်းကိုတော့ want လို့သတ်မှတ်ပါတယ်။ပထမအခန်းမှာပြောခဲ့တဲ့ habit stacking နဲ့ temptation building ကိုပေါင်းစပ်လိုက်လို့ရပါတယ်။ဒီလိုနဲ့ဒုတိယနေဥပဒေသားဖြစ်တဲ့ဆွဲဆောင်မှုရှိအောင်လှုပ်ဆောင်တာကိုဖြစ်တည်လာအောင်လှုပ်ဆောင်လို့ရပါတယ်။ဥပမာအနေနဲ့မြင်သာအောင်ပြောရရင်ဒီနေ့လှုပ်ဆောင်ဖို့ရှိတဲ့အရာနှစ်ခုရှိနေတယ်။တစ်ခုကဘောလုံးပွဲကြည့်ကြတာ။ဒါကတော့ want ပါ။နောက်တစ်ခုကတော့အယောင်းလုပ်ငန်းအတွက်ဖုန်းခေါ်ဆိုမှု၃ခုလုပ်ဖို့ရှိနေတာ။ဒါကတော့ need ပါ။ဒီလိုအခြေအနေမျိုးကြုံလာတဲ့အခါမှာအလားအလာရှိပြီးဖြစ်နိုင်တဲ့ကိုယ့်ရဲ့ဖောက်တဲ့၃ယောက်ကို ဖုန်းအရင်ရအောင်ဆက်မယ်ပြီးမှကိုကြည့်ချင်တဲ့ဘောလုံးပွဲကြည့်ဖို့ရုပ်သံလိုင်းကိုဖွင့်မယ်ဒါမျိုးလှုပ်ဆောင်လိုက်လို့ရပါတယ်နောက်ထပ်ဥပမာတစ်ခုအနေနဲ့ကြည့်မယ်ဆိုရင်ကိုက Facebook သုံးကျင်နေတယ်ဒါက want ပါဖြစ်တဲ့နာကကိုကထိုင်ထလုပ်ဖို့လိုအပ်နေတယ်ဒါက need ဒီလိုအခြေအနေမျိုးမှာထိုင်ထဆယ်ကားလောက်လုပ်ပြီးမှ Facebook သုံးမယ်ဒီလိုမျိုးလဲဖြစ်ချင်တာနဲ့ဖြစ်တဲ့နာကိုချိန်ကြီးလှုပ်ဆောင်လို့ရပါတယ်ဒုတိယနေဥပဒေသားနဲ့အတူကို့မှာရှိနေတဲ့အကျင့်စိုးတွေကို ြောင်းမြန်လှုပ်ဆောင်လို့ရတဲ့အရာရှိပါတယ်။ဒုတိယနေဥပဒေမှာဖော်ပြထားတာကအကျင့်တစ်ခုကိုကိုထပ်ထပ်ပြီးလှုပ်ချင်စေရှိအောင်လုပ်တာက make it attractive လို့ခေါ်တဲ့ဆွဲဆောင်မှုရှိအောင်လှုပ်ဆောင်တာဖြစ်ပါတယ်။ဒါရဲ့ဆက်ညီမကတော့ဆွဲဆောင်မှုမရှိအောင်လှုပ်ဆောင်တာပဲဖြစ်ပါတယ်။တင်းရဲ့စိတ်အခြေအနေကိုတေချာပြန်ပြီးပြုပြင်တာအကျင့်စိုးတွေကိုမလုပ်ရင်ဖြစ်လာမယ့်ကိုယ့်အတွက်အကျိုးကျေးဇူးတွေကိုအသားပေးစဉ်းစားတာမျိုးတွေလှုပ်ဆောင်လို့ရပါတယ်။တတိယနေဥပဒေ make it easy လွယ်ကူအောင်လှုပ်ဆောင်တာလမ်းခီးတစ်ခုကိုသွားတဲ့အခါမှာလမ်းကိုဖြည်းဖြည်းရှောက်လို့ရပါတယ်ဒါပေမဲ့ဘယ်တော့မှနောက်ပြန်မလျှောက်ပါနဲ့လို့စာရေးသူကလီယာကဒီစာအုပ်ရဲ့တတိယနေဦးပရိသတ်အခန်းအစမှာဖော်ပြထားပါတယ်ဖလော်ရီဒါတက္ကသိုလ်ကပါမောက်ခဂျယ်ရီဥစမန်ကစာသင်နှစ်ရဲ့အတန်းစားရဲ့ပထမနေ့မှာဓပုံပညာအတန်းကကျောင်းသားတွေကိုအုပ်စုနှစ်ခုခွဲလိုက်ပါတယ်ပထမတအုပ်စုက quantity group လို့သတ်မှတ်လိုက်ပါတယ်သူတို့လုပ်ပေးရမှာက အတန်းနောက်ဆုံးနေ့မှာចောင်းသားတစ်ယောက်ချင်းကဓာတ်ပုံပုံတရာတင်ပြရမှာဖြစ်ပါတယ်ပုံတရာရတဲ့သူက A ပုံ90ရခဲ့တဲ့သူက B ပုံ80က C စသဖြင့်သတ်မှတ်ပေးလိုက်ပါတယ်ဒုတိယတအုပ်စုကတော့ quality group လို့သတ်မှတ်ပေးလိုက်ပါတယ်သူတို့လောက်ရမှာကတော့ចောင်းသားတစ်ယောက်ချင်းကရေသွေးရှိတဲ့ဓာတ်ပုံကိုရိုက်ကူးရမှာပြီးတော့အတန်းရဲ့နောက်ဆုံးနေ့မှာဓာတ်ပုံတစ်ပုံပဲတင်ပြရမှာဖြစ်ပါတယ်တင်ပြလာတဲ့ဓာတ်ပုံရဲ့ရေသွေးအပေါ်မှာအမှတ်ပေးမယ်လို့သူကတောင်းအောင်ပေးလိုက်ပါတယ် အာအသင်စီယာရလက်ထွက်ပေါ်လာတာကတော့စာတင်နှစ်ဝက်အစုံးမှာပုံအကောင်းဆုံးတင်ပြနိုင်ခဲ့တာကပထမအုပ်စု quantity group ကဖြစ်နေပါတယ်။စာတင်တဲ့အတွင်းမှာသူတို့ကဓာတ်ပုံပေါင်းများစွာရိုက်ကြအလင်းအမောင်ဖွဲ့စည်းပုံတွေလေ့လာကြနေအလုပ်တွေရှုပ်နေခဲ့ပြီးသူတို့ရိုက်ကူးရမဲ့ပုံတရားတွေကသူတို့စွမ်းရည်တွေကိုအကောင်းဆုံးတည်ဆောက်နိုင်ခဲ့ကြပါတယ်။တစ်ဖက်ကနောက်ထပ်အုပ်စုဖြစ်တဲ့ quality group ကတော့ပြည့်ပြည့်စုံတဲ့ဓာတ်ပုံတစ်ပုံရဖို့ထိုင်စဉ်းစားနေနေပဲ။ တို့စီကတာမန်ထက်မပိုတဲ့ဓပုံဓပုံစီလောက်ပဲထွက်ရှိလာခဲ့ပါတယ်။စာရေးသူကလီးယားကဒီနေရာမှာကြွားချသွားတာက အရွေးလို့ခေါ်တဲ့ motion နဲ့လက်တွေ့လှုပ်ဆောင်တဲ့အရှင်ကြောင်းလို့ဆိုပါတယ်။ motion ကအစီစဉ်ချမှတ်တာနီးပြူဟာချဖို့လှုပ်ဆောင်တာတွေနဲ့အချိန်ကုန်နေတဲ့အချိန်မှာရလက်ပိုင်းထွက်ပေါ်မှုကနှဲပါသွားပါတယ်။အရှင်ကတော့လက်တွေ့ထားလို့တဲ့အပြုတ်မှုဖြစ်တာကြောင့်ရလက်ပိုင်းထွက်ပေါ်မှုတွေရှိလာခဲ့တာပဲဖြစ်ပါတယ်။ အရွေးရတစ်ခါတလေမှအကောင်းဆုံးပြင်ဆင်နေတယ်လို့ထင်ရပေမဲ့အချိန်ဆွဲတဲ့ပုံစံမျိုးဖြစ်နေရင်တော့အမြန်ဆုံးပြောင်းလဲပစ်ဖို့ဒိုးနေပါပြီ။အလေးအကျင့်တစ်ခုကျွမ်းကျင်နေတဲ့ဆိုရင်ထပ်တလဲလဲလှုပ်ဆောင်တာကိုအသားပေးဖို့စာရေးသူကတိုက်တွန်းထားပါတယ်။